မင်္ဂလာပါခင်ဗျာအခုတိဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်အခုတိဆက်ပေးမဲ့တင်ရတော့နိုင်ငံတော်စီမံခက်ခွဲပိုင်ခွဲရှိတဲ့စကြက်မြေတွေပေါ်မှာတရားမဝင်ကျူးကျော်နေထိုင်တဲ့သူတွေကိုမွန်ပြည်နယ်ပေါင်မျိုးနယ်အုပ်ချုပ်ရေးမှူးကတလတွင်ဖယ်ရှားထွက်ခွာပေးဖို့အတွက်ဒေသန္တရအမိတ်ထုတ်လိုက်တဲ့အပေါ်ဒေသခံတွေကစိုးရိမ်ပူပန်နေကြပါတယ်ဒီသတင်းတော့ ICJ ယူမင်းစိုးကပြပူထားပါတယ်ခင်ဗျာ ။အစားရပေါ့ဒီမှာဒီလိုမျိုးလက်လက်ဆိုင်တယ်ဆိုတဲ့ဟိုကဒီကလူတွေအကုန်ထိတ်လန့်တာပေါ့။ပြောင်းရမယ်ဆိုလို့ဆိုစီလည်းနေမဲနေရလည်းမရှိဘူးလေ။နေမဲနေရလည်းမရှိဆိုတော့ဒီဟာတွေဖြတ်မယ်ပုံမယ်ဆိုရင်ပြည့်ရလွားရဆိုရင်ဒီဟာဖြတ်ဖို့ဆိုတာလည်းမလွယ်ဘူး။ခလေးတွေကလည်းရှိတကယ်လို့သူတို့လက်ဖြတ်ခိုင်းနေဒီလားတော်တွင်၃ရက်၃၀တွင်ဖြတ်မယ်ဆိုစီဖြတ်တာတော့ဟုတ်ပါပြီ။ကဲစီတဲ့လူကြတော့လေခြံနေစီတော့ပြောင်းတော့မိပါဟိုနေရာတွေဆိုပြောင်းဆွေသွားလွယ်ဒီမစီတဲ့လူတွေကြတော့ဘယ်ဦးပြောင်းမယ်အဲ့လိုမျိုးပေါ့ ိုလူကြီးတွေအကုန်လုံးသူပြောတယ်မင်းတို့နေလို့မရတော့ဘူးဆိုတော့ပဲစိတ်ကောင်းတော့မလဲတရားအောင်မစိတ်မကောင်းမိုးလင်းလာရင်အိမ်ပေါ်မှာပဲထိုင်နေပမာတော့နေရမလဲနေနေနေရမှမရှိဘူးဝယ်လည်းမဝယ်နိုင်ဘူးကိုခက်ခဲမရှိလို့အထက်ကနေပြီးတော့အပြင်ကိုထက်လာလာနေတယ်အခုတော့ပြန်မောင်းထောက်ပြန်ဆိုပမာတော့နေမှာပုံမှာစိတ်မှမရှိဘူးစိတ်နေမယ်ဆိုဘယ်သူလာနေမှာလဲဒီမှာ သူအမိုက်ထောက်တကပြည့်တဲ့နေရာပဲမှာစိလေသူတလားတော့တွင်မှာသူပွေးထားတယ်ဘယ်လိုตาကဖိုးဖွားထက်ကနေလာတယ်အမွေဖေးသေးကောင်းမိကုတ်ဒီမှာတော့လေ90ကျော်နေပြီကုတ်နေလာတာဒီပြေစာသူတို့ထောက်ပေးရတယ်စိတ်တယ်ဒီမှာတို့စီမအခုတက်ဆက်ပြီးမဲ့တဲ့ရင်ကတော့မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်ရွှေပန်းတော်တိုင်းတဲ့ ဒဲအင်ဂျီကုံအင်းလက်လန်းဖောက်လို့ရမှာတတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့မှုအောင်ဖောက်လို့ခက်ခြင်းမရှိတဲ့အတွက်ဒေသခံတွေကမကျေနပ်ဖြစ်နေကြပါတယ်ဒီသတင်းကိုရှုစားပါဦးခင်ဗျဒီသတင်းကိုတော့ ICJ ဘောက်ဦးကပြပို့ထားပါတယ်ကျွန်တော်ဗဒဲလမ်းမကောင်းတဲ့ဆက်ပြီးအင်းလက်မြေသားလမ်းဖောက်လို့တဲ့ရမှာလမ်းကျဲက24ပြီရှိရပါမယ်ဒါပေမဲ့တစ်ဖက်ကိုရေမြောင်းကတစ်ဖက်3ပြီဖောက်လောက်မှဖြစ်ပါတယ်အတွင်းက16ပြီကျွန်တော်တို့တိတိကျကျဖြစ်တာပါပဲတချို့နေရာတွေမှာဆိုရင်ဖြစ်ရင်ရောင်းမှာမဖောက်တဲ့နေရာမှာဖောက်တယ်ဖြစ်တဲ့အတွက် အခုဆိုလို့ချင်းဘွက်တီထဲမှာတချို့နေရာတွေမှာဘွက်တီပောက်ပြီးတော့သွားလာမရအောင်ဖြစ်နေပါတယ်တချို့နေရာတွေကလည်းအညီကိုအနောက်ဖက်ဂျက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်15မိပဲရှိပါတယ်6မိအရှိပဲဆိုလို့ရှိရင်73မိပဲရှိပါတယ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တာဝန်ရှိတဲ့ထက်ကဝင်းကြီးမြတ်ပေါ့အားလုံးပဲကျွန်တော်တို့ဆင်းပြီးတော့လေ့လာပြီးတော့ကျွန်တော်တို့တိတိကျကျလုပ်ပေးစီတင်ပါတယ်ငွေတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ကုန်ဝင်နဲ့153သိန်း3000နဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့တာဝန်ပေးချက်အရမြို့နယ်စီမံသားရေးအဖွဲ့ကနေပြီးတော့ ောင်းတဲ့ပေါ်ဆောင်းရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းဆောင်ရွက်စဉ်ကာလမှာဆိုရင်တော့ကျွန်တော်တို့ဒီယာရီတွေကနေမှတစင်ကျွန်တော်တို့ယာရီရဲ့တောင်ပူများတဲ့ယာရီကြားနေပြီးတော့လမ်းဆောင်ရွက်တာဖြစ်တဲ့အတွက်တချို့နေရာတွေမှာဆိုရင်ဒေသခံတောင်ပူတွေရဲ့ကန့်ကွက်မှုအရာကျွန်တော်တို့ကလမ်းရဲ့တတ်မှတ်ချက်အကျယ်ပြည့်မြောင်အောင်ဆောင်ရွက်ပေးလို့မရတဲ့နေရာတွေရှိခဲ့ပါတယ်အဲကျွန်တော်တို့အဲ့ဒီနေရာတွေအစားကိုကျွန်တော်တို့လမ်းသားကိုအဲမူလနှစ်မိုင်တက်ပို့ပြီးတော့ဒါနအစီပို့ပို့ပြီးတော့ဆောင်ရွက်ပေးခဲ့ပါတယ် ူရှိရမယ်နှုံတာကတော့လမ်းကျယ်က24ပြီမြေသားကာလန်တက်တက်ကကျွန်တော်တို့17ပြီထိုးပြရမယ်ခင်ဗျတစ်ဖက်ကိုမြေမြောင်းကတစ်ဖက်ကို3ပြီတစ်ဖက်3ပြီဆို6ပြီ24ပြီရှိရပါခင်ဗျခုလက်ရှိမြေသားဖောက်ထားတာကိုကျွန်တော်တို့15ပြီပဲရှိပါတယ်ခင်ဗျကျွန်တော်တို့အင်းလေဗတဲ့အင်ဂျီကုန်းအင်းလေလမ်းမှာဆိုရင်အွန်လန်းရှင်ပါတော့ကိုတော့ပို့ရည်စလေးမယ်လောက်ပဲပါပါတယ်ဒီလမ်းမှာဖောက်လို့သွားတဲ့ငွေအဖြစ်250လို့ကြောက်ပြီးဖောက်လို့သွားတဲ့လူတွေက ခရီးပြီးပြောင်းလုံးသွားတဲ့အတွက်ဒါဟာခုမိုးရွာလိုက်တာနဲ့တည်သွားမဖြစ်အောင်ဖြစ်ရပါတယ်24ပြီ78ပြီဆိုတဲ့လမ်းမှာတချို့ဒေါ်အောင်မြရဲ့အိမ်သားမှာ73ပြီပဲရှိပါတယ်အင်းကုန်းကျက်တဲ့မှာ15ပြီပဲရှိပါတယ်အင်းကုန်းကျောင်းနေဘက်ကရေကျောရေမြောင်းပေါ်မှာ15ပြီပဲရှိပါတယ်အဲ့လိုဆို24ပြီဆိုတာမပြည့်တာရဲ့နောက်တစ်ခါအဲ့မတာဝန်ယူထားတဲ့တာဝန်ခံလူတွေစီးစစ်တွေဒါဘယ်လိုဖြစ်တာလဲ ိုတဲ့အစားကိုကျွန်တော်သိကျင်တယ်ကျွန်တော်တို့ဒီလုပ်ငန်းကမြေသားလမ်းအကောင့်တွေပေါ်ဆောင်ရွက်တာဖြစ်တဲ့အတွက်ကျွန်တော်မိုးရွှဲကာလမှာဆိုရင်တော့ဒီသွားရေးလာရေးအဆင်မပြေမှုများဖြစ်ပေါ်လာနေပါတယ်ကျွန်တော်ဒီလိုမြေသားလမ်းချဲဆောင်ရွက်ပေးခြင်းအပြင်ဒီလမ်းအဆိုရင်ကျွန်တော်တို့လာမဲ့ဗန္ဒာနစ်တွေမှာဆိုရင်အကြောက်ချောအမာခံလမ်းခင်းဆောင်ရွက်မယ်ဆိုရင်အဲလုပ်ငန်းအနေထားကအစီအပြေချောမှုဖြစ်ပါတယ်။အိုင်းနဲ့ခုနှစ်ဖာလုံးတိုင်နာမှာတိုင်ကြည့်တာကတော့သက်သုံးပဲရှိပါတယ်ခင်ဗျာ။ အခုတင်ဆက်ပေးမယ့်တင်ရတော့တနင်္သာရီတိုင်းဒေသကြီးဒဝယ်မြို့မှာလျှက်စစ်မီပြဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေသခံပြည်သူတွေကအစိုးရနဲ့လျှက်စစ်ဖက်ပြူတဲ့ကုမ္ပဏီတွေကိုဖျောင်းတိုက်များကိုထွန်းညှိပြီးတော့လမ်းလျှောက်စန္ဒထုတ်ပေါ်ပွဲပြုလုပ်ခဲ့တဲ့တင်ရုပ်သံပါခင်ဗျာဒီတင်ကိုတော့ ICJ ထွန်းကြောမောင်းကပြစ်ပို့ထားပါတယ် အခုလာဖို့ထွားပြီးတော့ကျွန်တော်တို့ပြောတဲ့မိကြိုက်ပြီးတော့ကျွန်တော်တို့တော့ဆော့စီတားလည်းလည်းရောကျော်ရဲကျွန်တော်တို့မှနေသိနေမြောက်ခဏခဏမိပြင်းလေးရောကတာအဲ့တော့ကျွန်တော်တို့ရအခုလိုလာဖို့ထားလာရခြင်းဖြင့်ကျွန်တော်တို့လူငယ်လေးတွေစာကျော်ဝဲတစ်မျိုးလုံးမှရှိတဲ့အခါခဲလေးလက်စမိခါခဲကိုကျွန်တော်တို့အဒီနေရာမှာပြောရဆိုရကတာဝါစတာတပ်ပြီးဟိုးမြန်မာပြည်သားနာမခရယာတေယောဟိုးဟိုးဟိုး င်းကကျွန်တော်တို့ပိသောတိကိုအခုခင်မမင်းတို့မမမရကအမသူတို့မခက်ခက်ရှိသောကို PDPC မခက်ခက်ရှိသောကိုကျွန်တော်တို့ကခုခင်မဆက်စားပေးမရကရပြီကျွန်တော်တို့ကဆိုရနာမကြခါအစကြချောရဲအဲ့ဒါကတော်ရုံတော်ခါဘိုင်းဘာလို့ပွားကအခုကျွန်တော်တို့အမအမနေရမဆက်ရပြာချစ်တွေးရလေအမတော်လေးပွားကဆိုရနေတော့ PDPC ကိုတော်ရုံတော်ခါမှုတော့အရင်ရွှေရချင်းလောက်ဝမယ်က

စံကကြေးရွာအုပ်စုမှစစ်ဘေးရှောင်လီစုအိမ်ဆောင်စုတရားကျော်ဟာစိုက်ပျိုးမြေရရှိရေးအပါဝင်လဲမီပေါ်မှာဆောက်လုပ်ထားတဲ့နေအိမ်တွေကိုတရားဝင်ဖြစ်ဖို့အတွက်တောင်းဆိုထားတဲ့ပြည်ရုပ်တံပါခင်ဗျာဒီသတင်းတော့ ICJ ဇေယျပြပို့ထားပါတယ်ကနဆိုင်တဲ့နဲ့ပေါင်းစားညနေမှုပဲအတိုင်းတော်လို့ရှိတယ်ဆိုတာလည်းပဲကိုကြီးလေးအာဆွေးနွေးဖို့လိုပါတယ်ကျွန်တော်ကအဲဝိုင်းမုံမြို့နယ်စံခါချီရွာရပ်ွက်6မှာနေထိုင်ပါတယ် ရေးရဝန်ကြီးကကျွန်တော်တို့စစ်ပေးဆောင်ရဲ့အတွက်ဒီမြေမြေရကိစ္စကြဖို့ရွာတက်ရဲ့နောက်ကျွန်တော်တို့လို့စားကင်စားရဖို့အစဉ်ချို့ချို့မှုရတက်ရဲ့အဲပြန်ပြန်ဆွေးနွေးပြင်မလို့ပြောပြောကြားသွားခဲ့ပါတယ်တဲအမကကြတော့မီစုတိုင်းတားပါနောက်ပြီးအမနာမီကြတော့ဒေါ်စာရဲနာဟုတ်ပါတယ်ပေါ်လာစီဆိုလိုဖဲကနဲ့ငါတို့ရေကြီးမီပြိုပြီးမှအခက်ခဲရှိလို့ဒီမှာမိချင်းနာမှာရောက်လာတာဟုတ်တယ်မိချင်းနာမှာဆရာ ဆရာဒီတီတော်ကနဲ့ငါတို့ကိုကူညီပြီးမှဒီမော့ကအင်းလေးဒီနောက်ပြီးဝါဒီသူတို့ကူညီလို့ငါတို့ဒီလိုနဲ့ထိုင်ရတာဟုတ်တယ်အခုနောက်ပြီးမော့ကအင်းလေးခြောင်းလာလို့ကြာလာလို့ရှိမိုးဒီယူလာလို့နေရခက်ခဲရှိပါတယ်နောက်ပြီးငါတို့ဒီမှာနေတဲ့အချိန်စောင်းနေရရဲ့စိုက်ဖို့မြင်တယ်အခက်ခဲရှိနေတဲ့အထက်ကနဲ့ငါတို့က အမြတ်ဆိုရဖို့စီစီပေးပါလို့အခုဒီအဲဆေးရှောင်အဲမြေပြူပြီးအဲရောက်လာကြတဲ့ဒီပြည်သူတွေအတွက်မြေရှာဖို့ရအဲဒီမှာရောက်လာရင်လည်းပဲသူတို့အခက်အခဲလောက်တိုင်စားတော့မဲ့မြေတွေမရှိတဲ့အတဲ့ချောင်းအဲတာလို့ဖက်ကိုမြေလူမြေရိုင်းရှိတယ်ဆိုပြီးကျွန်တော်တို့ဟိုမှာတွားရှာခဲ့ပါတယ်ကျွန်တော်ကကချင်းပြည်နယ်လိစုတိုင်းဒါလူမျိုးများရေးရဝန်ကြီးအဲဖြစ်ပါတယ်ဦးအတ္တီယောင်းဖြစ်ပါတယ် ဟိုတဘာဝဘေးဒဏ်နဲ့စိတ်ပဲအမျိုးမျိုးကြောက်တယ်လို့တင်းချောင်လာပြီးမှ ကုတူကုထနဲ့ရုံးကန်ပြီးမှဟိုမှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီဟိုအမိုးအကာလည်းမလုံပဲနဲ့ဒီတဘာဝလေတံမိုးတာလည်းမနိုင်တဲ့မူကလောက်နဲ့ပဲနှစ်ချီနေလာတဲ့ဒီတကယ်လေအကျူစားပန်းစားနဲ့ဟိုမျိုးလုတ်ကင်စားတော့နေတဲ့လူဒီကိုအစိုးရအဖက်ဖက်ကနဲ့ဝိုင်းဝန်းကူညီတင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတနင်္လာတောက်ကြအထိ ဟိုနှိမ့်စားလို့တယ်စနေနေ့မှာဆိုလို့ရှိရင်ပြန်လာပြီးမှဖះเจ้าကူပြုတ်ရင်းနဲ့အဆောက်ကိုလာဆုပ်တယ်ဆိုမှအခုနှစ်တနည်းလောက်ပြည်လာတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့အဆောက်ကိုလည်းပြီးတော့ရှိပြီဒါပေမဲ့ဒါဒီကိုကြတော့အစုရကရွာမြေအဖြစ်တမတ်ပြောင်းလဲပေးဖို့မလားရွာမြေပုံစံခုရှိပြီးသားအဲ့ဒီပုံစံခုရှိပြီးသားကိုအခြားအသုံးပြုခွင့်အများဆုံးချပေးတင်တယ်ဒါဆိုကျူးစားဆောင်ရွက်ပေးတင်တယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ် အခုတက်ဆက်ပေးမယ့်သတင်းကတော့ပွိဖြူမျိုးနဲ့ရွှေလီကျွရအတွင်းမှာစပယ်ခွန်လောင်စာကိုအသုံးပြုပြီးတော့ဘွိုင်လာဆန်ဆက်သုံးလုံးလက်ပဏိတာနဲ့ပတ်သက်ပြီးအဲဒီဆန်ဆက်နာမှာနေထိုင်တဲ့သူတွေကကျမ်းမရေးနဲ့ရင်ဆိုင်နေရတဲ့အကြောင်းပြောဆိုထားတဲ့သတင်းရုပ်သံပါခင်ဗျာအဲခုကြားတဲ့စက်တန်အတိုင်းပါပဲဒီစက်တည်းရဲ့လက်ပတ်မှုတွေကြောင့်ကျွန်တော်တို့ဒီတန်ဝင်ညီမဒီဘာတွေကိုပုံပုံတွေအနံ့ဆုံးတွေဒီစက်တန်ဆွေးနွေးမှုအတန်တွေကြောင့်ကျွန်တော်ပတ်ဝန်းကျင်ဘုံမှာနေထိုင်လို့မရပါဘူးတန်ဝင်ညီတွေဒီစက်တည်းရဲ့ ကွန်မုန်တွေအများစုကြီးတော့ထိတိုက်မှုတွေရှိနေပါတယ်။အဲကျွန်တော်သားကြီးကောင်ဆိုရင်ဒီလိုပါခဏလာခဏလာသားရွယ်လာပါတော့။အမှဒီအကြံရောကဖြစ်တယ်။အဲအကြံရောကဖြစ်တော့အမှဆင်းုံသွားပြပါလေ။ဆင်းုံသွားပြတော့ဆရာမမင်းတို့နေတဲ့အိမ်ရဲ့ဝိပဝင်ကျမှာဒီဘိုင်လာ၃နဲ့ဆက်ကွန်၃နဲ့ဆန်းဆက်တွေရှိလာလို့မြင်ပါတယ်။အဲဒါဆိုကျွန်တော်ကလည်းဒီဆန်းဆက်တွေကြောင့်ဖြစ်တဲ့သူတို့သားသမီးတွေအဲ့လိုပဲ project ချပြီးဆန်းဆက်တွေ အများဆုံးခင်စားပေးစီချင်တယ်။အမကတော့ကောင်းရတဲ့တမန်ကြီးကောင်းရတဲ့ယောဂဆီပါဘူး။ကောင်းရတဲ့ကျွန်မအဆုတ်ကိုကြည့်ကြတယ်။အဆုတ်မှာသင်ယူနေတဲ့ရပါတယ်။အိမ်မှာကြတော့လည်းကျွန်မမရှိရဘူး။ကျွန်တော်တို့လက်ကြောင်တွေကတော့ဒီနေ့ဆိုင်တိုင်းမှာပြန်လာတယ်။ဆိုင်တိုင်းကိုပြန်တဲ့အချိန်မှာကျွန်မနေ့တိုင်းဒီအနက်တက်ဒီအမြဲဆိုတော့ကျွန်မမှာအဆုတ်မှာကျန်းမာရေးမကောင်းတဲ့ယောဂလည်းကြားတယ်။ဒီလိုရိုက်တယ်ဒီမှာဒီကတက်စီပဲကြက်ပြီးကျွန်မမင်းနိုင်မောက်ဒီအနတ်သူရေဆိုတာကျွန်မပါဒီတိုင်းမျက်စိနဲ့အနတ်အနတ်သူရေအမျက်စိနဲ့ မကျမကြီးရောတိုင်းကျမတိုးတိုးတောင်ရှိမှာမဟုတ်ပါဘူးဆိုင်သက်ပိုင်စင်နေနားမှာခန်းစားနေရတဲ့လူတွေကကျွန်တော်တို့မြို့နယ်အဖွဲ့ချုပ်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုတာပေါ်မြို့နယ်အလုံးမှုဆောင်တွေကိုလာပြီးတော့တိုင်ကြားပါတယ်တိုင်ကြားတဲ့အချိန်မှာသူတို့တိုင်ကြားတဲ့အချိန်မှာကျွန်တော်တို့ကလည်းအထက်ဆင့်ဆင့်ကိုတိုင်ကြားဟိုစားစာများကိုပို့ပေးပါတယ်ပို့ပေးတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ချုပ်ကတိုင်းဒေသကြီးနှင့်ကိုယ်စားလှယ်ဥတင်ဆန်းကလည်းလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့ရပ်ပြီးတော့ သူကအတနာခံစားတင်းပေးပါတယ်ဒါနဲ့ပတ်သက်ပြီးတော့တင်းပေးတဲ့အချိန်မှာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြို့နယ်အလုံးမှုဆောင်တွေကနေပြီးတော့ဥတည်စံအဲ့လိုလောက်ရမှာလားလို့မေးတဲ့အချိန်မှာငါလုံငါလုံတာလို့သူကပြောပါတယ်ဒီတဲ့ရင်တော့စကိုင်းတိုင်းဒေသကြီးကပခရိုင်အင်းတော်မြို့နယ်ထဲမှာအခုစိုက်ပျိုးရသည့်ရောက်တဲ့အချိန်မှာမိုးခေါင်တဲ့အတွက် လေယာစိုက်ပျိုးရေးလောက်ကင်မှုတွေအခက်ခဲနဲ့ရိုက်ဆိုင်နေရတဲ့အကြောင်းပြောဆိုထားတဲ့သတင်းရုပ်သံပါခင်ဗျာ ဒီသတင်းကတော့ ICJ မောင်ချစ်လင်းကပြပို့ထားပါတယ်ကျွန်တော်လည်းဟာငါ့ရဲ့ကားရှိပါတယ်ပြိုးကျထားတာတလဘွဲလောက်ရှိပါပြီမိုးမော်ရတဲ့တက်ချောင်းမိုးကျွန်တော်တို့စိတ်တည်ပြီးမှစိုက်နေရပါတယ်ဒီဆိုလည်းချောင်းထဲမှာစက်ကအတန်တန်တင်နေရတာကတက်ချောင်းမိုးနာနာပြီးမှတင်နေရပါတဘာဝမိုးနဲ့ဆိုက်ရမယ်ကျွန်တော်တို့လေတွေဟာမိုးမော်ရတဲ့အတက်ချောင်းမိုးကျွန်တော်တို့စိတ်တည်ပြီးမှစိုက်နေရပါတယ်မှာမြင်တဲ့အတိုင်း အခု6ဧကရှိပါတယ်ကျွန်တော်တို့တောင်တူဒီကဆက်ရှိတာကနည်းနည်းတောင်တူဥယျာများတဲ့ခါကျတော့ကျွန်တော်တို့ဆက်ကလည်းမငှနိုင်ပါဘူးဖြစ်ပါတယ်အဲ့ဒါတို့အတွက်ကြောင့်ကျွန်တော်လည်းဆက်စောင့်နေတာဖြစ်ပါတယ်အခုပြူကလည်းတလကွဲရှိပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ညီကလည်း6တက်ခါကျတော့ပြူပင်တွေကလည်းဝါလွန်နေပါတယ်တို့တက်ကြောင့်ငူးမရတဲ့အတွက်ကျွန်တော်တို့တောင်တူတွေမှာအခက်အခဲဖြစ်နေပါတယ် တိုင်းဒီကကြီးကတာဆိုရင်အင်းတို့မြို့နေနေတယ်လို့ဒီနေ့ဘုရားတော်နေတဲ့ဘိုးကဘိုးခေါင်းနဲ့ဖြစ်နေပါလေဘိုးကဘလောက်ခေါင်းလဲဆိုရင်တော့ဆယ်ဆယ်ခုနှစ်ခုနဲ့ဘိုးကတင်လို့မွေးရခြင်းဟာဘိုးရရက်ကခံရတဲ့ရက်ဖြစ်ပြီးတော့ဘိုးခြင်းဟာဆက်ဆက်မှခုန်လုံးလက်မှရွာသုံးပြီးတော့ကျွန်တော်ဒီဇွန်လတလအနေနဲ့မွေးခြင်းကလည်းနှစ်က2019ခုနှစ်မှာဆိုရင်ဖြစ်ရတဲ့မှာငါးပြည်လက်မှတ်ရသွားပြီးဘုရားရဲ့ဆင်းရဲရှိပါတယ်။ဒါတော့ဒီနေ့2019 ခုနှစ်မိုးချိန်အပြင်တော့ဇွန်လမိုးချိန်ဟာလက်မကုတ္တမ66လက်မရှိပြီးတော့မိုးရွာချက်က17ရက်ရှိပါတယ်ခုလက်ရှိနေထားရတော့တောင်သူတွေဟာမိုးရွာသွန်းမှုဟာနည်းနေပြီးတော့လုံးဝမိုးကမြွာတလောက်ဖြစ်နေတာဒီချိန်မှာဆိုကျွန်တော်တောင်သူတွေဟာဒီဆက်ရ6နေညောင်းနေရတော့အင်းနေရနေမှာမိုးကြီးဒီကိုရတော့လောက်ဒီဒီကိုဆက်တင်နေတင်ပြီးတော့စိုက်ကြည့်နေကြတာဖြစ်ပါတယ်6နဲ့6အင်းအင်းနေနေဝေးတဲ့နေရာဒီမှာတော့အောင်တယ်မားတွေဟာ ဆိုင်ပြနိုင်ရပါဘူးခင်ဗျာထဲကလည်းထဲထဲကထဲကလည်းလည်းတွေးနေပြီးတော့ပြုထောင်တာပြုတ်တဲ့တွေလည်းပြုတ်တဲ့ကြီးနေကြပါဘူးခင်ဗျာဒါမှမဟုတ်ကျွန်တော်ဆိုင်ပြဦးကြီးဌာနအနေနဲ့လည်းဒီသဘောကိုပြုတ်တဲ့မှုကိုဆိုင်ပြဖို့နောက်ကြတော့သဘောထားရေးစိတ်ချဆိုင်ဆိုင်ပြဖို့ပြကျွန်တော်တို့ကသဘောဆိုင်စိတ်ချကြည့်ရလေကျွန်တော်တို့ဌာနအနေနဲ့အားရပေးနေပါတယ် ခုတက်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက I'm Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်အတွက်မိမိတို့ရက်ဒေသမှာဖြစ်ပေါ်နေတဲ့သတင်းအချက်လက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဇော်မိုးပဲ။